ဗီနီဇွဲလာနိုင်ငံမှာလျိုဝဲစစ်စင်ရေးတွေပြုလုပ်ဖို့ဘိုးထောက်လိုင်းအေဂျင်စီ CIA ကိုညွှန်ကြားခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအောက်တိုဘာ15ရက်မှာတီးပြုခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဒါကြောင့်ဗီနီဇွဲလာသမ္မတမာဒူရိုရဲ့အစိုးရအဖွဲ့ကိုဖိအားပေးနေတဲ့အမေရိကန်အာထုတ်ဂျိုးပန်းမှုတွေကိုပုံမပေါ်လွင်စေခဲ့ပါတယ်။ထရန့်အစိုးရအဖွဲ့ရဲ့ဗီနီဇွဲလာနိုင်ငံဆိုင်ရာမဟာဗျူဟာ မာဒူရိုကိုယာရုကနေဖယ်ရှားဖို့ရည်ရွယ်ထားကြောင်းအမေရိကန်အရာရှိတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး The New York Times သတင်းစာကဖော်ပြခဲ့ပါတယ်။ဒါအပြင်အမေရိကန်အစိုးရမာဒူရိုကိုဖမ်းဆီးနိုင်မှုနဲ့ငွေစေဝမောင်ကိုကူးမှုဆွဲချက်တွေနဲ့တရားစီရင်နိုင်မှုသတင်းပေးသူတွေကိုဒေါ်လာ30,000စုရင်းငွေပေးမယ်လို့ကြေညာခဲ့ပါတယ်။ ထရန့်ရဲ့ညွန်ကြားချက်အသေးအား CIA ဗီနီဇွဲလားနိုင်ငံမှာအသက်သေဆုံးနိုင်တဲ့စစ်စင်ရေးတွေကိုလုံဆောင်ဝင်ရရှိမှာဖြစ်ပြီးကာရေဘီယံဒေသမှာကျယ်ပြန့်တဲ့စစ်စင်ရေးတွေကိုလုံဆောင်နိုင်တော့မှာဖြစ်တယ်လို့ The New York Times ကဖော်ပြခဲ့ပါတယ်။ဗီနီဇွဲလားမှာ CIA ကိုဘလို့အတွက်ကြောင့်စစ်စင်ရေးပြုလုပ်ခွင့်ပေးခဲ့တယ်လဲဆိုတဲ့အမေကုံကိုသတင်းတောက်တွေကထရန့်ကိုမေးခဲ့ပါတယ်။ဒီလိုသတင်းတောက်တွေကမေးမြန်းနေချိန်မှာထရန့်ကဗီနီဇွဲလားကနေအမေရိကန်ထံငွေရေးဆေးဝါးတွေမောင်းခိုကူးမှုနဲ့ရွှေ့ပြောင်းနေဝင်ရောက်လာမှုတွေကြောင့်ဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။ အကြောင်းပြချက်နှစ်ခုအတွက်ကျွန်တော်ကစစ်စင်လို့ဖို့တရားဝင်ခွင့်ပြုခဲ့တာပါတိချက်ကတော့သူတို့ဟာသူတို့ရဲ့အကျဉ်းထောင်တွေကိုခါထုတ်ပြီးအမေရိကန်နိုင်ငံထဲအကျဉ်းသားတွေရောက်လုံနေလို့ဖြစ်ပါတယ်ကျွန်တော်တို့ကနေဆက်ကိုဖွင့်ထားတော့သူတို့ကဝင်လာတာပေါ့နေ့အချက်ကတော့ငွေရေးဈေးဝယ်တွေကြောင့်ဖြစ်ပါတယ်လို့ထွန်းကပြောကြားခဲ့ပါတယ်ဗီနီဆွဲလာအမေရိကန်နိုင်ငံအတွင်းထံအကျဉ်းသားဟောင်းတွေပို့ဆောင်နေတယ်ဆိုတဲ့သူ့ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးထွန်းကတက်တည်ပြခဲ့ခြင်းတော့မရှိပါဘူးအမေရိကန်ဟာပင်လယ်ပြင်မှာငွေရေးဈေးဝယ်မောင်းကိုကူးမှုတွေကိုတိုက်ဖြတ်ရမှာတိုးတက်မှုတွေရရှိနေပြီ ်မွေးရစေဝါတွေကိုကုန်းလန်းကနေမောင်ကိုကူးနေတဲ့လမ်းကြောင်းတွေကိုလည်းအာယုံဆိုင်ပြီးတိုက်ဖြတ်နေတယ်လို့ထွန်းကပြောကြားခဲ့ပါတယ်။ CIA ကလက်တင်အမေရိကမှာစစ်စင်ရေးတွေပြုလုပ်ခဲ့တဲ့ရှေးလျားတဲ့တမိုင်းကြောင်းရှိခဲ့ပြီး20ရာစုကုန်ပိုင်းမှာတောင်အမေရိကရဲ့ကိုကင်းမောင်ကိုကူးတဲ့အဖွဲ့တွေကိုနှိမ်နင်းခဲ့ပါတယ်။